ကြောက်လေးသုံးလုံးမှာမတူညီတဲ့ရန်ရဲ့လက္ခဏာလေးတွေကိုဒီဗီဒီယိုလေးထဲမှာပြောပြပေးသွားမှာဖြစ်ပါတယ်စိတ်ဝင်စားရဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုဆုံးအောင်လည်းကြည့်လိုက်ပါဒီကလာပါဒီကြောက်လေးရဲ့မျက်နှာပြင်ကိုတေချာလေးကြည့်မယ်ဆိုလို့ရှိရင်ရင်ကောင်အတောင်ပံလိုရင်းချုံမုံအဖက်ကြီးပုံစံမျိုးလက်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 လေးတွေကိုဘေးစီတို့တွေတတိထားမိမှာပါအဲ့ဒီအရာကိုရန်ဖက်လို့ခေါ်ပါတယ်ကြောက်စိမ့်မှာပါတဲ့ရန်ပဲဖြစ်ပါတယ်ဒီရန်ပေါ်မှာမူတည်ပြီးတော့မှကျွန်တော်တို့အတွင်းထဲကအသားရန်ကဘလို့အနေထားဖြစ်မလဲဆိုတော့ကိုကျွန်တော်တို့တွေခံမှန်းရတာပဲဖြစ်ပါတယ်ဒီပုံစံမျိုး ရန်ဖတ်ကြည့်ပြီးတော့မှရန်ဖတ်ကျဲတဲ့အနေထားကအသွေးထဲမှာဘလို့ဖြစ်မလဲဆိုတာကိုဒီဗီဒီယိုရဲ့နောက်ပိုင်းမှာတစ်ခုချင်းစီကိုကျွန်တော်ပြန်ပြီးတော့မှပြပေးသွားမှာဖြစ်ပါတယ်ဒီတလုံးလေးကတော့ဒုတိယတလုံးပါပထမတလုံးနဲ့ရှင်ကြည့်လိုက်မယ်ဆိုရင်ဒီမှာလည်းရန်ဖတ်ကတော့ပါပါတယ်ပထမတလုံးနဲ့ရှင်မယ်ဆိုရင်တော့ဒီတလုံးကရန်လေးကနည်းနည်းလေးတီးငယ်နေတဲ့ဟာကိုမိတ်ဆွေတို့တတိထားမိမှာပါအဲ့တော့ဒီတလုံးလေးကတော့ဒါတတိယတလုံးပါပထမဆုံးနှလုံးနဲ့ရှင်လိုက်မယ်ဆိုလို့ရှိရင်တော့ရန်ဖတ်ကမရှိသလောက်လို့ပြောလို့ရတယ်တော်တော်လေးကိုတီးတယ်လို့ပြောလို့ရပါတယ်ဒါပေမဲ့ဒီသုံးလုံး ၃လုံးကတော့ရန်ကျဲတဲ့ထဲမှာပါပါတယ်၃လုံးမှာမတူညီတဲ့အနေထားပဲဖြစ်ပါတယ်ရန်ဖက်ကဘလောက်ထိတေးပြီးတော့မှဘလောက်ထိရန်ညက်မလဲအဲ့ဒီလောက်အသားတန်းကလည်းညက်မှာပဲဖြစ်ပါတယ်ကဲအဲ့ဒီတော့ဒါလေးကတော့ပထမအဦးဆုံးကျွန်တော်တို့ကြည့်ခဲ့တဲ့ဗီဒီယိုရဲ့အစမှာကြည့်ခဲ့တဲ့ရန်ဖက်ကျဲတဲ့တလုံးလေးကိုကျွန်တော်တို့တွေအရင်အဦးဆုံးရက်လက်ကိုကြည့်လိုက်ပါကြောက်အသားတန်းကအတွင်းထဲမှာဘလောက်ထိကြောက်အသားကျဲလဲဆိုရင်အပြစ်မှမြင်နေရတဲ့ရန်ဖက်ကကြောက်အသားထဲမှာတော့မှအဲ့ဒီပုံစံမျိုးထပ်ပြီးတော့မှတပေါ့နေတယ်အဲ့ဒီတော့ပထမဆုံးတလုံးမှာအခုမြင်နေရတဲ့ပုံစံ တိုင်းရမ်းကျဲတယ်ရမ်းကတော်တော်လေးကိုရုပ်ဆူပန်းဆူဖြစ်တဲ့အပေါ်မှာအတွင်းထဲကအသားရမ်းကလည်းအခုလိုမျိုးကျဲတာပဲဖြစ်ပါတယ်များသောအဖြစ်ကတော့ရမ်းဖတ်ကြီးပြီးတော့မှရမ်းဖတ်ဆော့တယ်ရမ်းဖတ်ကျဲတယ်ဆိုလို့ရှိရင်အတွင်းထဲကအသားရမ်းလေးလည်းကျဲမှာပဲဖြစ်ပါတယ်အဲ့တော့ဒီတလုံးလေးကတော့ဒါဒုတိယတလုံးလေးကိုပြပေးနေတာပဲဖြစ်ပါတယ်ဒီတလုံးလေးကတော့ပထမတလုံးထဲစာလို့ရှိရင်တော့ရမ်းဖတ်ကတော့နည်းနည်းလေးတော့ညော့ပေးမယ်ကြောက်အသားရမ်းမှာလည်းကျွန်တော်တို့ပထမတလုံးနဲ့ရှင်းမယ်ဆိုလို့ရှိရင်အများကြီးကွာခြားမှုရှိပါတယ်ဒါပေမဲ့ဒီကြောက်လေးမှာတော့အမျိုးအစံလေးတွေ များသွားပါတယ်အတာရဏီကတော့ပထမတစ်လုံးနဲ့စားလို့ရှိရင်တော့အများကြီးစီရလို့ပြောလို့ရပါတယ်ဒါလီကတော့နောက်ဆုံးတစ်လုံးပဲဖြစ်ပါတယ်ပထမနှလုံးနဲ့စားလို့ရှိရင်ရန်ဖတ်ကလည်းပို့ပြီးတော့မှတင်းငယ်သွားတဲ့အပေါ်မှာအသွေးထဲကအတာရန်ကလည်းပို့ပြီးတော့မှစီပါတယ်အဲ့တော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲကြောက်တာကျဲတာနဲ့ကြောက်တာစီရဟာကိုဘယ်လိုခွဲခြားမလဲဆိုတာကိုဒီဗီဒီယိုလေးထဲမှာပြောပြပေးသွားမှာပဲဖြစ်ပါတယ်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ဒီကျွန်တော်များဝေပေးမယ်ဗီဒီယိုထဲမှာတွေ့ရမယ်ကြောက်လေးသုံးလုံးကတော့ခန်းကြီးကြောက်လေးသုံးလုံးပဲဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာတော့အခုမှကြောက်ကိုစလုံးမယ်မိတ်ဆွေတွေအတွက်ရည်ရွယ်ပြီးတော့မှဒီဗီဒီယိုလေးကိုလှုပ် ုပ်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်ဒီကြောက်လေးကိုတေချာလေးကြည့်မယ်ဆိုရင်ရန်ဖတ်ကတော်တော်လေးကိုကျဲတာကိုတွေ့ရမယ်ရန်ဖတ်တွေလည်းကျမ်းမာပဲဖြစ်ပါတယ်ဒီလိုပုံစံမျိုးအပြင်ပန်းမှာကျွန်တော်တို့တွေဒီလက္ခဏာကိုတွေ့ရပြီဆိုလို့ရှိရင်ဒီကြောက်ကအသားကျဲတယ်ကြောက်အသားပြက်နိုင်ရှည်များတယ်ဆိုတဲ့ဟာကိုတေချာလေးမှတ်သားထားဖို့လိုအပ်ပါတယ်ဒီလိုရန်ဖတ်ကျဲပြီးတော့မှရန်ဖတ်ကျမ်းတယ်ဆိုလို့ရှိရင်ကြောက်အသားကျဲတယ်ကြောက်အသားပြက်နိုင်ပါတယ်ကဲဒီလုံးလေးကတော့ဒုတိယတလုံးမှာပထမတလုံးထဲစာလို့ရှိရင်တော့ရန်ဖတ်ကတော့နည်းနည်းလေးတော့ကြည့်လို့အဆင်ပြေနိုင်တယ်ဒါပေ ပေမဲ့ဒီကြောက်လည်းရံဖတ်ကျဲတဲ့အပေါ်မှာကြောက်အသားကန်ကျဲနိုင်ကြများပါတယ်ပထမတလုံးတည်းစာလို့ရှိရင်တော့ဒီတလုံးကနည်းနည်းလေးအကျဲတဲ့ရော့မှာပေါ့ဗျာဒီတလုံးလေးကိုတေချာလေးပြန်ကြည့်မယ်ဆိုရင်ပထမနှလုံးတည်းစာလို့ရှိရင်အခွန်အနေထားမှာပဲကြည့်မလားရံအနေထားကိုပဲကြည့်မလားကျွန်တော်တို့ကြီးလို့ပို့ပြီးတော့မှအဆင်ပြေတယ်ရံကပျောက်လူနီးပါဖြစ်နေပြီအဲ့တော့ဒီလိုအနေထားပုံစံမျိုးဆိုလို့ရှိရင်ကြောက်ကအသားစီနိုင်ကြီးပို့ပြီးတော့မှများမှာပဲဖြစ်ပါတယ်နံပါတ်၁ပထမဆုံးလုံးကိုကျွန်တော်အနေနဲ့မီထူမီတော့မှပြပေးနေတဲ့အနေထားမှာမြင်တွေ့ရတဲ့ပုံစံလေးကအခုမြင်နေရတဲ့ ုံစံတိုင်းမှာဓာတ်တော်ရမ်းဖတ်ကျဲပြီးတော့မှကြောက်အသားကျဲတယ်ဆိုတဲ့လက္ခဏာကိုဖော်ဆောင်နေတဲ့ဟာပဲဖြစ်ပါတယ်။ဒါလီယာတော့ဒုတိယတလုံးကိုကျွန်တော်အနေနဲ့မိထွန်းပြတဲ့အနေထားမှာမြင်တွေ့ရတဲ့ပုံစံမှာဓာတ်တော်ပထမတလုံးတဲ့ဆိုင်တော့အသားတန်းလေးကနည်းနည်းလေးအကျဲတတ်တော့ယော့ပါတယ်။အသားကတော့ကျဲပါတယ်ဒီလက္ခဏာကလည်းဒါကတော့နောက်ဆုံးတလုံးမှာကျွန်တော်တို့မြင်တွေ့ရတဲ့ပုံစံမှာအခုလိုအသားတန်းစီးနိုင်ကြီးများတယ်ဆိုတဲ့တလုံးပဲဖြစ်ပါတယ်။ဒါကတော့မိထွန်းပြီးကြီးတဲ့နေရာမှာလည်းမိပေါက်ခြင်းကကျွန်တော်တို့ပုံစံကိုကွာခြားနေတာပဲဖြစ်ပါတယ်။ဒါလေးတွေကတော့ကျွန်တော်တို့အပြင်ပန်းမှာအကျန်းဖြစ် င်းအနေနဲ့မှတ်သားလို့လွယ်ကူတဲ့အနေအထားကိုကျွန်တော်အနေနဲ့ရှင်းပြပြောပြပေးသွားတာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်နေတဲ့မိတ်ဆွေတို့အနေနဲ့အကျိုးရှိတယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုပြန်လည်ပြီးတော့မှမျှဝေပေးဖို့မျှော်လင့်ပါတယ်ကြောင်းနဲ့ပတ်သက်ပြီးတော့မှတော့ကျွန်တော်ဆရာတယောက်တော့မဟုတ်ပါဘူးကျွန်တော်တိတက်နားလေတဲ့လောက်ကျွန်တော်လောက်ကင်နေတဲ့လောက်တွေကိုအမြဲတမ်းမျှဝေပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့အကောင့်လေးကို follow မလုပ်ရဘူးဆိုရင်လည်း follow လုပ်ဖို့လည်းမမေ့ခင်နဲ့ဘူးနော်